မင်္ဂလာပါခင်ဗျာနောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်ဆိုင်းခင်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်အီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုအစ္စရေးကထပ်မံတိုက်ခတ်ခဲ့ပြီးတော့အီရန်ဒုံးကြီးတွေဟာလည်းအစ္စရေးစေယုံတစ်ခုအပါဝင်လူနေအေရီယာတချို့ကိုထိမှန်ခဲ့ပါတယ်အီရန်လှေဝက်နျူစခန်းကိုဖျက်ဆီးနိုင်တဲ့တခုသေးတော့လက်နက်လို့ဆိုကြတဲ့ပေါင်3000လေးတဲ့အမေရိကန်ရဲ့တောင်ခွင်ပုံကြောင်ရှူစားကြမှာဖြစ်ပါတယ် ဖဲထောင်နှန်းရှင်နာဝတ်နဲ့ဟွန်ဆန်တို့နယ်ဇက်ပြဿနာ ဖုံးဆက်သွယ်ဆွေးနွေးမှုအတန်ဖိုင်ပေါက်ကြားခဲ့ပါတယ်။အစ္စရေးဟာအီရန်ရဲ့အဓိကနျူကလ িয়ার စခန်းတွေကိုဇွန်လ19ရက်နေ့မှာထပ်မံတိုက်ခိုက်ခဲ့ပြီးတော့အီရန်ဒုံးကျည်တွေဟာလည်းအစ္စရေးစစ်ရုံတခုပါဝင်နေရာတချို့ကိုထိမှန်ခဲ့ပါတယ်။ There was never heard that. Have you ever had women? Could a woman make your team, fellas? Don't. American Donald Trump got a Iran nuclear ဣသရေလနဲ့အတူတွဲတိုက်မလားဆိုတဲ့ကိစ္စကိုမတင်မကျပြောနေစေဖြစ်ပါတယ်။ဣသရေလလေကြောင်းနဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့်အီရန်စစ်တပ်အကြီးအကဲအများအပြားသေဆုံးခဲ့ရတယ်လို့နျူကလ িয়ার စခန်းတချို့လည်းပျက်စီးခဲ့ပြီးဖြစ်ပါတယ်။တစ်ဖက်မှာလည်းအီရန်ရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့်ဣသရေလအရက်သားနှစ်ဒါဇင်တပ်မင်းနဲ့သေဆုံးခဲ့ရပါတယ်။စကွေးရနေ့ကူးကာစသကောင်းကျော်မှာအာရက်ဒေတာကကွန်ဒပ်နျူကလ িয়ার ဓာတ်ပေါင်းပုံကိုပြစ်မှတ်ထားခဲ့ပြီးတော့စောက်လုံးမှုမပြေစီသေးတဲ့ heavy water သုတေသနဓာတ်ပေါင်းဖို့ပါထိမှန်ခဲ့တယ်လို့ဆိုပါတယ် heavy water ဓာတ်ပေါင်းဖို့တွေဟာအတံဘုံရဲ့ဥတိုင်းပြုတ်လို့ဖို့သုံးနိုင်တဲ့ပလူတိုနီယံအလွယ်တကူထုတ်လုပ်နိုင်တဲ့ဓာတ်ပေါင်းဖို့အမျိုးအစားဖြစ်ပါတယ် nandas area ကစခန်းတစ်ခုကိုလည်းတိုက်ခိုက်ခဲ့တယ်လို့ israel စစ်တပ်ကထုတ်ပြန်ပါတယ်အဲ့ဒီနေရာမှာတော့အစစ်မြစ်နျူကလ িয়ার လက်နက်ဖွံ့ဖြိုးရေးကိရိယာတွေနဲ့အစိပ်ပိုင်းတွေထားတာလို့ israel စစ်တပ်ကပြောပါတယ်ကြာသပတေးနေ့နနက်ပိုင်းမှာအစ္စရေးနိုင်ငံတွင်းကလူနေထူထပ်တဲ့ဧရိယာတွေကို အီရန်ဒုံးကျည်တချို့ထိမှန်ခဲ့ပါတယ်အဲ့ဒီထဲမှာနိုင်ငံတောင်ပိုင်းကစေယုံတီယုံလည်းပါဝင်ခဲ့ပါတယ်တယ်လ်ဗစ်မြို့တော်ကောင်းငင်မှာအီရန်ကပြစ်လိုက်တဲ့ဒုံးကျည်တွေနဲ့ဂျားပြက်ဟန်တာပြစ်ချမှုတွေပောက်ကဲသံတွေကြားနေခဲ့ရပါတယ်အစ္စရဲနိုင်ငံအလယ်ပိုင်းမှာလည်းဒုံးကျည်တိုက်ရိုက်ထိမှန်မှုတွေရှိခဲ့တယ်လို့ဆိုပါတယ်အီရန်ဟာအစ္စရဲကိုဒုံးကျည်400ကျော်နဲ့တိုက်ခိုက်ခဲ့ရမှာ40ဟာလေကြောင်းရန်ကာကွယ်ရေးစနစ်ကိုထိုးဖောက်ဝင်ရောက်ပြီးတော့ထိမှန်ခဲ့တာကြောင့် တေဆုံးသူ24ဦးရှိလာပြီးတော့အကုန်လုံးဟာအရက်သားတွေဖြစ်တယ်လို့အစ္စရေးဘက်ကထုတ်ပြန်ပါတယ်။အီရန်ဘက်ကအစောပိုင်းထုတ်ပြန်မှုမှာတော့အစ္စရေးတိုက်ခိုက်မှုကြောင့်တေဆုံးသူ224ဦးရှိပြီးတော့အများစုကအရက်သားတွေလို့ဆိုပါတယ်။ဒါပေမဲ့နောက်ပိုင်းအသေးပြောက်ဆင်းကိုတော့ထုတ်ပြန်ထားနိုင်ခြင်းမရှိပါဘူး။အမေရိကန်ခြေစိုက်အီရန်အရေးလှုပ်ရှားတဲ့သတင်းအေဂျင်စီဟာရနာရဲ့ရေးတွက်မှုရတော့အစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်မှာဇွန်လ16ရက်နေ့ထိ ်သေဆုံးသူ639ဦးထိရှိလာခဲ့ပြီးတော့ဒဏ်ရာရသူ1329ဦးရှိတယ်လို့သိရပါတယ်ဒီစင်းတွေကိုတော့စစ်စစ်အတည်ပြုနိုင်ရင်မရှိပါဘူးခင်ဗျာအီရန်လေဝတ်ညူစခန်းကိုဖျက်ဆီးနိုင်တဲ့တခုသေးတော့လက်နက်လို့ဆိုကြတဲ့ပေါင်300လေးတဲ့အမေရိကန်ရဲ့တောင်ခွင်ဘုံအကြောင်းကိုဆက်လက်တင်ဆက်ပေးပါမယ် လက်ရှိအစ္စရေးအီရန်ပဋိပက္ခမှာအမေရိကန်ဟာအီရန်လှည့်ဝက်ညူစကန်ကိုဖျက်ဆီးနိုင်တဲ့တခုသေးတော့လက်နက်လို့ဆိုကြတယ်ပေါင်3000လေးတဲ့ဘုံးနဲ့အဲ့ဒီဘုံးကိုတယ်နိုင်တဲ့တမျိုးသေးတော့လေရင် B2 Spirit ကိုသုံးမာလာဆိုတဲ့မေကွန်းကအဓိကကြနေပါတယ်ဘန်ကာခွင်းဘုံးလို့အလွယ်ခေါ်ကြပါမယ်တကယ်တမ်းမှာတော့ GVU 57 AB MOP Massive Ordnance Penetrator ဆိုတဲ့ဒီဘုံးဟာ တောင်းတရောင်းကိုတောင်းဖြိုပစ်နိုင်တဲ့တောင်းခွင်းပုံဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအစည်းအဝေးတွေအတည်ပြုထားပြီးတော့နောက်ဆုံးဆုံးဖြတ်ချက်ချဖို့ပဲကြံတော့တယ်လို့ပြောနေချိန်မှာဒီစခန်းဒီဘုံဒီလေရင်နဲ့တကယ်သာကျဲချခင်ဘာတွေဖြစ်လာနိုင်လဲဆိုတဲ့အကြောင်းကိုစူးစီးတင်ဆက်ပေးလိုက်ပါတယ်။ Fordo ဟာပုံမှန်မြင်နေကြနျူကလ িয়ার စခန်းမျိုးမဟုတ်ပါဘူး။ကမ်းမြို့အနီးကတောင်တစ်ခုရဲ့မြေရောက်ကိုနက်နက်ရှိုင်းရှိုင်းတူးပြီးတော့ တည်ဆောက်ထားတဲ့ဒီစခန်းမှာယူရေနီယံတန်းစင်နဲ့ဆက်တလက်တွေထားရှိပါတယ်။ဒီစခန်းဟာမြေအောက်မီတာ60လောက်ထိအနက်မှာတည်ဆောက်ထားတယ်လို့ခန့်မှန်းပါတယ်။အီရန်နိုင်ငံကတော့အရက်ဘတ်3နျူကလ িয়ার စွမ်းရင်အတွက်ပဲလို့ထုတ်ပြန်ထားပါတယ်။ဒါပေမဲ့အနောက်နိုင်ငံကြီးတွေကတော့အဲ့ဒီလိုမယူဆပါဘူး။ Foros ခန့်ဟာယူရေနီယံပမာဏဆက်ပြီးတော့တန်းစင်နေမယ်ဆိုရင်နျူကလ িয়ার ဘုံ၄လုံးထုတ်လို့ရလောက်မြင်မာတယ်လို့ဆိုထားပါတယ်။ ဣသရေလဟာလေကြောင်းအာသာမှုရှိတဲ့အတိုင်အောင်သူ့ရဲ့အဆင့်အမြင့်ဆုံးလက်နက်တွေတောင်မှ ဖော်တို့အတွင်ပိုင်းတိကြောင်းပြစ်လို့မရဘူးလို့ဆိုပါတယ်။ဒါကြောင့်အမေရိကန်နဲ့ပေါင်3000ဘုံးကအဓိကကျလာခဲ့တာဖြစ်ပါတယ်။ဘန်ကာခွင်းဘုံအားလုံးတို့ရဲ့ဘိုးရီလို့တင်စားရတဲ့ဒီဘုံးဟာပေါင်3000လောက်လေးတဲ့အတွက်အာဖရိကဆင်တကောင်ရဲ့အရွယ်လောက်ရှိရဲ့လို့အကြံဉာဏ်ပြောလို့ရပါတယ်။မြေကြီးတဲ့ကို62မီတာအနက်ထိဖောက်ထွင်းနိုင်ပြီးတော့တန်ဂူကွန်ကရစ်ဆိုရင်တော့ 18မီတာအထိဖောက်ထွင်းနိုင်ပါတယ်။အဲဒီလောက်ဖောက်ထွင်းပြီးတော့အောက်ရောက်တော့မှရန်ပောင်6000လောက်ထပ်ပေါက်ကွဲမှဖြစ်ပါတယ်။ကိုယ်တည်းကိုမြို့ရိုးတကားဖြတ်တဲ့တုံးကြီးတွေလိုတိဆောက်ထားဖြစ်တဲ့အတွက်ဖြုတ်ချတဲ့အချိန်မှာအကုန်ကွဲမသွားဘဲနဲ့ကွဲတဲ့နေရာကြမှာအတိအကျကွဲအောင်ထိမ့်ချုပ်နိုင်ပါတယ်။ဒါပေမဲ့ for those scan ကိုထိအောင်ပြစ်နိုင်မှုလုံလောက်တဲ့အနက်ထိဖောက်နိုင်မလားဆိုတာတော့အတိအကျမပြောနိုင်ပါဘူး။ GPU 57ဘုံကိုတည်နိုင်တာ B2 Spirit ဘုံကျဲလေရင်တမျိုးပဲရှိပါတယ်။ရေဒါပြောက်လေရင်လို့ပြောနိုင်တဲ့ဒီဘုံကျဲလေရင်6ဆင်းလောက်အိန္ဒိယသမုတ်တရာတွေကအမေရိကန်ပြည်ထောင်ပူးတွဲလေဒါစကန် Diego Garcia ကိုမလကတဲ့ကပို့ထားတယ်လို့သတင်းတွေက ဖော်ပြပါဗျ။ဒီစကန်ဟာအီရန်နိုင်ငံအထိ ပြန်တန်းတိုက်ခိုက်နိုင်တဲ့အကွာအဝေးတွင်းမှာရှိနေပါတယ်။ဒါပေမဲ့ Fordo စကန်ရဲ့တီရှိရအနက်ဟာ GPU 57ဘုံက ထွန်းပေါက်နိုင်တယ်လို့သိထားတဲ့အကွာဝေးတဲ့ပုံနှဆိုင်နေပါတယ်။ဒါကြောင့်ဓာတ်ရိုက်ထည့်ရင်တော့မှတစ်ချက်ထဲနဲ့ဖျက်ဆီးနိုင်မလားဆိုတော့အာမခံချက်မရှိပါဘူး။ تكفنو تترا شرات اورانيو مغدور بيوتر بيران اسرائيل ကအီရန်နယ်မြေတလွားမှာနျူကလ িয়ার သိပ္ပံပညာရှင်တွေဗိုလ်ချုပ်ကြီးတွေကိုရှင်းလင်းတာဒုံးကြီးစုဆောင်းထားတဲ့နေရာတွေကိုဖျက်ဆီးတာဒုံးလို့စင်တွေဖျက်ဆီးတာတွေလုပ်နေပေမဲ့နျူကလ িয়ার ချင်းချောက်မှုကိုအပြည့်သက်အဆုံးသတ်ဖို့လုံလောက်တဲ့အနေထားမရှိပါဘူး။ မေဂန်တရဒေါ်နယ်ထရန့်ကတော့ဇွန်လ16ရက်နေ့အထိမတင်မကြပြောထားတော့မှရှိပါသေးတယ်။လှုပ်ချင်လဲလှုပ်မယ်၊မလှုပ်ချင်လဲမလှုပ်ဘူး။ကြုတ်ဘာလှုပ်မလဲဆိုတာဘယ်သူမှမသိနိုင်ဘူးဆိုတော့ဖြေကြားချက်ဟာအမျိုးမျိုးအသေးပဲကောက်လို့ရနေပါတယ်။ GPU 57ဘုံဟာ4 dose scan ကိုထိမှန်နိုင်တဲ့နျူကလ িয়ার လက်နက်မဟုတ်တဲ့တခုသီးသောရွေးချယ်စရာဖြစ်ပါတယ်။ ။နောက်တစ်ချက်ကတော့အီရန်ဟာအမေရိကန်ရဲ့ပေါင်3000ဘုံဘာလုံးနိုင်တယ်လဲဆိုတာကောင်းကောင်းသိထားပါတယ်။ဒါကြောင့်သူ့ဥပဒေတွေကိုပိုခိုင်အောင်လှုပ်ထားနိုင်တယ်လို့အခြားနည်းစဉ်းစားထားတာတွေလည်းရှိနိုင်ပါတယ်။လက်ရှိအချိန်မှာတော့ဆရက်နဲ့အမေရိကန်ကဒီပွဲမှာတကယ်ကိုတိုင်ကိုကြပါကျင်သလားဆိုတာကပဲအဓိကမေကွန်ဖြစ်လာပါတယ်။ဒါပေမဲ့အဲ့ဒီလိုလားတိုက်ခိုက်ခဲ့ရင်ပြိပကပိုအရှိန်မြင့်လာပြီးတော့အရှိန်လေပိုင်းကတင်းပြစ်စစ်ပွဲကြီးထဲမှာအမေရိကန်မှာနက်နက်ရှိုင်းရှိုင်းပါဝင်ရတော့မယ့်အခြေအနေရောက်သွားနိုင်တယ်လို့ လေ့လာသူတွေကသုံးသပ်ထားပါတယ်ခင်ဗျာထိုင်းဝန်ကြီးချုပ်ဖဲတောင်နှန်းရှင်နာဝတ်နဲ့ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်တို့နယ်စပ်ပြဿနာဖုံးဆက်သွယ်ဆွေးနွေးထားတဲ့အတန်ဖိုင်းဇွန်လ16ရက်နေ့မှာပေါက်ကြားခဲ့ပါတယ်။ဟွန်ဆန်ဘက်ကပေါက်ကြားခဲ့တာဖြစ်တယ်လို့ဆိုပါတယ် เนี่ยแต่เวลาที่คนเรามาทะเลาะกันมันอยู่ฝั่งตรงข้ามกันอยู่แล้ว มันก็ต้องพูดถึงกันไอ้นี่ပြောဆိုချက်တွေထဲမှာထိုင်းဝန်ကြီးချုပ်ကစစ်တပ်အပေါ်အပြစ်ပုံချတယ်လို့ပြောဆိုထားတဲ့အချက်တွေပါတာကြောင့်ထိုင်းဆိုရဖွဲ့ဝင်တွေပါတီတွေနဲ့ပြည်သူတွေကြားမှာဝေဖန်မှုတွေရှိလာခဲ့ပါတယ်။ကိုမင်းနေဂျာအတန်းဖိုင်မှာဖဲတော်နှန်းကသူ့ကိုသူတူမလို့တုံးပြီးတော့ခွန်ဆန်ကိုအန်ကယ်လို့တုံးထားပါတယ်။အခုဖြစ်နေတဲ့အခြေအနေမှာထိုင်းပြည်သူတွေကသူ့ကိုကမ္ဘောဒီးယားဝန်ကြီးချုပ်သွားလို့ဆိုပြီးတော့ အပြောဆိုခံနေရတာကြောင့်စာနာစေခြင်းတယ်လို့လည်းပြောထားပါတယ်။ဟွန်ဆန်ကဒီပြဿနာဟာထိုင်းစစ်တပ်ကနေဇက်ဂိတ်ပိတ်လိုက်လို့ဖြစ်ရတာ။ကမ္ဘောဒီးယားတပ်တွေကနောက်ဆုတ်ပြီးမဲ့ထိုင်းစစ်တပ်ကမဆုတ်ဘဲနဲ့နေဇက်ပေါက်တွေပိတ်ပစ်တာလို့တုံ့ပြန်ပါတယ်။အဲ့ဒီခါဖဲတော်ထံကအန်ကယ်ကျမတို့နဲ့စန့်ကျင်ဘက်အဖွဲ့ရဲ့စကားကိုနားမယောင်ပါနဲ့။အမှတ်နဲ့စစ်တိုင်းမှုကကျမတို့နဲ့စန့်ကျင်ဘက်ကဖြစ်တယ်။အန်ကယ်ဖြစ်စေချင်တာပြောပါ။စီစဉ်ပေးပါမယ်လို့တုံ့ပြန်ခဲ့ပါတယ်။အမှတ်နဲ့စစ်တိုင်းမှုဘူချုပ်ဝင်းစင်ဖက်ကလန်ကတော့ သူ့အနေနဲ့ဒီပေါ့ချောင်းမွန်းနဲ့ပတ်သက်ပြီးတော့ပြဿနာမရှိကြောင်းဝန်ကြီးချုပ်ကသူ့ကိုဖုံးဆက်ပြီးတော့တောင်းပန်ထားကြောင်းဒီအတွက်နားလည်ပေးပြီးတော့ပုံမှန်တာဝန်ထမ်းဆောင်နေတယ်လို့သတင်းတော့တွေကိုပြောဆိုထားပါတယ်။ထိုင်းနိုင်ငံပြုရင်ပြောင်းလဲရေးចောင်းသားနဲ့ပြည်သူ့ကွန်ရက် PDRC အဖွဲ့ကတော့ဘန်ကောက်အစိုးရအိမ်တော်ရှေ့မှာလာရောက်စုဝေးပြီးတော့ဖဲတော်နှန်းရှင်နာဝက်ဝန်ကြီးချုပ်ယာဒူးကနှုတ်ထွက်ပေးဖို့ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ဒီဖြစ်စဉ်ကြောင့်ဖုံကြံထိုင်းပါတီကလည်းညောင်မောင်းအစိုးရတွေကလည်းနှုတ်ထွက်ကြောင်ကြေညာခဲ့ပါတယ်။ အတိုက်ခံပြည်သူပါတီခေါင်းဆောင်ကလည်းတိုင်းပြည်အတွက်အကောင်းဆုံးထွက်ပေါက်ဟာဝန်ကြီးချုပ်ဖဲထောင်ထန်းတာဝန်ကနှုတ်ထွက်ဖို့ဒါမှမဟုတ်လွတ်တော်ဖျက်သိမ်းဖို့ပဲလို့ဂျွန်လ16ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်ခင်ဗျာ။နှစ်နိုင်ငံကြားတန်တမန်ဆက်ဆံရေးတင်းမာနေခဲ့ပြီးတဲ့နောက်ကနေဒါဝန်ကြီးချုပ်မတ်ခါနီနဲ့အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီတို့ဟာ G7 ထိပ်သီးဆွေးနွေးပွဲအပြင်ပမှာတီးတန့်တွေ့ဆုံခဲ့ကြပါတယ်။ ဒီကူရှိပြီဗျာဒီနှစ်ထောင်နှစ်ဆက်သုံးခုနှစ်တွင်းကကနေဒါနိုင်ငံမှာစစ်ခွဲတော်ရေးခေါင်းဆောင်တူလှုပ်ကြံခံရမှုနဲ့ပတ်သက်ပြီးတော့အိန္ဒိယအစိုးရရဲ့နောက်ွယ်ကပတ်သက်နေရဆိုဆွဆဲချက်တွေကြောင့်ဆက်ဆံရေးတင်းမာနေခဲ့တာဖြစ်ပါတယ်။အဲဒီနောက်နှစ်ဖက်စလုံးကအစင်းမြင့်တန်တမန်တွေကိုအပြန်အလှန်ရုပ်သိမ်းတဲ့အထိပြင်းထန်ခဲ့ပါတယ်။အခုကမှတော့တန်မတ်တွေပြန်ခတ်မဲ့အကြောင်းအတည်ပြုခဲ့ပါတယ်။နှစ်နိုင်ငံကြားကုံသွေးဆွေးနွေးပွဲတွေအပအဝင် ဗီဇာလျှောက်ထားခွင့်နဲ့သူတို့နိုင်ငံသားတွေအတွက်အခြားဝင်ဆောင်မှုတွေပါပြန်ဆမယ်လို့ဆိုပါတယ်။လုံခဲ့တဲ့နှစ်နှစ်သုံးကစစ်တပ်ကြွလှုပ်ရှားသူဟာဒီစင်းနီဂျာကိုလောက်ကျန်တက်ဖြတ်ဖို့အတွက်အိန္ဒိယအစိုးရကကွက်ချစီစဉ်ခဲ့ရဆိုပြီးတော့ဆွဆွဲခဲ့တာဖြစ်ပါတယ်။နီဂျာဟာအိန္ဒိယကနေခွဲထွက်ပြီးတော့ခါလစ်စတန်ဆိုတဲ့လွတ်လပ်သောစစ်နိုင်ငံတော်ထူထောင်ရေးကိုထောက်ခံသူဖြစ်တယ်လို့ကနေဒါနိုင်ငံသားလည်းခံယူထားသူဖြစ်ပါတယ်။အဲ့ဒီဖြစ်ရတဲ့ပတ်သက်ပြီးတော့ ကနေဒါအစိုးရကအိန္ဒိယတန်တမန်6ဦးကိုပြင်းနေနံပေးခဲ့တဲ့အပြင်ကျူးလွန်သူဖြစ်တန်တရားရှိတဲ့အမျိုးသား၄ဦးကိုပါဆွဲချက်တင်ထားပါတယ်။မိုဒီအစိုးရကတော့နီဂျာကိုအကြမ်းဖက်သမားဖြစ်သတ်မှတ်ထားပေမဲ့လောက်ကျန်တက်ဖြတ်မှာလုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိဘူးလို့ညင်းထားပါတယ်။အိန္ဒိယပြန်မှာမှာဆိုရင်ကနေဒါနိုင်ငံဟာစစ်ဘာသာဝင်အများဆုံးနေထိုင်ရာနိုင်ငံဖြစ်ပြီးတော့အရေးအတွက်၈သိန်းလောက်ထိရှိမယ်လို့ခန့်မှန်းထားပါတယ်ခင်ဗျာ။ ဝေမိုးမောင်းသူမဲ့ကားတွေနယူးယောက်မြို့မှာအလိုလျောက်မောင်းနေမှုအတွက်လိုင်စင်လျှောက်ထားလိုက်ပြီးဖြစ်ပြီးတော့နောက်လာကစလို့စမ်းသပ်သွားမှာဖြစ်တယ်လို့ Google ရဲ့မိခင်ကုမ္ပဏီ Alphabet ကထုတ်ပြန်ပါတယ် Robot Taxi လို့ခေါ်တဲ့မောင်းသူမဲ့ Taxi ဝန်ဆောင်မှုအတွက်ဝေမိုးနဲ့ Tesla ဟာအပြိုင်ချဲ့ထွင်နေကြတာဖြစ်ပါတယ်လက်ရှိမှာတော့အရေးပေါ်အခြေအနေအတွက်လေ့ကျင့်ပေးထားတဲ့ကျွမ်းကျင်သူက စီးရီးယားရင်နောက်မှာထိုင်ပြီးတော့လိုက်ရအောင်မှာဖြစ်ပါတယ်။လက်ရှိမှာနယူးယောက်ပြည်နယ်ဥပဒေအရစီးရီးယားရင်နောက်မှာလူမပါပဲရင်တစင်းကိုမောင်းနေွက်ပေးမထားသေးပါဘူး။ဒီဥပဒေပြင်ဖို့တော့လဲဝေမိုးကလှုံ့ဆော်ထားပါတယ်။ဝေမိုးဟာအမေရိကန်မှာအခါပေးခီးတဲ့တယ်ဆောင်တဲ့ robot taxi ဝန်ဆောင်မှုကိုလောက်ကံငွေရထားတဲ့တခုသေးသော လုပ်ငန်းဖြစ်ပါတယ်။ရင်စည်းရ1500ကျော်နဲ့ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုနဲ့လော့စ်အိန်ဂျလိစ်အရီဇိုနာပြည်နယ်ဖီနစ် ်တက်ဆက်ပြည်နယ်အော်စတင်တို့မှာလုပ်ငန်းလည်ပတ်နေပြီးတော့တပတ်ကိုစီးနှင်းမှုအကျဉ်းရေနှစ်သိန်းခွဲတိရှိတယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ connected to rider support rider support agent ဒိမတ်နိုင်ငံဖာနိုကျွန်းမှာကျင်းပတဲ့အကြိမ်40မြောက်စွန့်လုပ်ပွဲတော်မှာနိုင်ငံပေါင်း26နိုင်ငံကစွန့်ဝါသနာရှင်9000ကျော်ပါဝင်ဆင်နွှဲနေကြပါတယ် ဇွန်လ19ရက်နေ့ကနေစတင်တဲ့ဒီပွဲကို22ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီးတော့စွန်2500ကျော်ပါဝင်မှာဖြစ်ပါတယ်။ဒီပွဲတော်မှာအများစိတ်ဝင်စားနေကြတာကတော့မီတာ100ရှိတဲ့အင်ဒိုနီးရှားနိုင်ငံကစွန်ကြီးဖြစ်ပါတယ်။ဖွင့်ပွဲမတိုင်ခင်ဇွန်လ18ရက်နေ့ကလေးကစွန်တွေစမ်းသပ်နေကြတာဖြစ်ပါတယ်။ကျေပြန့်ပြီးတော့ပြန်ပြူးတဲ့ကမ်းခြေတွေ၊ကိုင်းရန်လေပုံမှန်တိုက်ခိုက်မှုတွေကြောင့်ဒီကျွန်းဟာစွန်လို့ဝါသနာဦးတို့ရဲ့နိဗ္ဗာန်ဘုံဖြစ်ထင်ရှားပါတယ်။ဒီပွဲတော်မှာ ဥရောပအာရှနဲ့အမေရိကန်ပြည်ထောင်စုကစွန်လို့ဝါသနာရှင်တွေပါဝင်ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာကမ္ဘာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုင်းခင်နေပါ